ပြီးနင်းပြီးသွေးကိုလေချောင်းသွေးကိုဖောက်တော့တာပန်ဆယ်လို့မုံမုံเนาะအိုင်ရင်မစ္စမြအောင်မယ်မကပါဒီနေ့မှကျွန်တော်စနေဘက်ဆွေးတဲ့တင်နောက်ထောက်ပြပါဗီဒီယိုလေးဒီဘက်ကိုအရင်ဆုံးကြည့်အောင်ကြည့်ကြတာလေလို့မေးမယ်ဆိုရင်ချင်ချင်ဖြည့်တတ်ကြမှာမူမြင်ရောင်းနေအဲ့ကိစ္စရမြင်ရောင်းတဲ့ကိစ္စပေါ့နော်ဒီတော့ PDF ကိုဘယ်လိုဆုံးသတ်မလဲဆိုတာကတော့မြမတက်မတော်နဲ့နိုင်ငံတော်မှာတာဝန်ရှိတဲ့အစိုးရတွေနဲ့ဆင်းဟာနေ့စဉ်နေ့တိုင်းကြိတ်မှာအခုငါ့ကိုလက်ဆဲတဲ့လူတွေလည်းခိတ်ကုန်မလားမသိမလားရေတော့ညချိတ်ကွာ ဟာဒီမြမာပြည်ရဲ့ဖြစ်ပြက်နေတာကိုတစ္ဆာဆိုပြီးကိုကျိန်တာရုံမာတာငါတို့ပြည်သူလူထုတွေရဲ့ချွေးတွေဘဝတွေအသက်တွေချပြီးနေပြီးသွေးကိုလေချောင်းသွေးကိုဖောက်တောက်တာပန်ဆယ်လို့မုံမုံเนาะအိုင်ရင်မြမာလေဘွားတော့ပြည်သူရဲ့လေချောင်းသွေးကိုဖောက်တောက်တာမပြဘူး မပြလဲဆိုတော့စောင့်ချက်ပါလို့မပြအေးငါတို့ပြည်သူရဲ့လေချောင်းသွေးကိုဖောက်တောက်ထားတဲ့အတွက်ပြည်သူဘဝအတွက်ကိုအသက်ပေးထားတဲ့ဝိညာဉ်นี่ नो ထလာပြီဆိုတာနေလို့ဟာဒီကဘာမြေကြီးကအသိပေးတာနင်တို့လိုဟာတွေကိုလည်းအဲ့တို့ဘဝမျိုးရအောင်လောက်မှအဲ့မပူနဲ့ငါတို့ပြည်သူလူထုတွေอ่ะခုချိန်မှာမင်းရောက်လိုက်တက်လဲတရားတယ် နော်အန်ယူဂျီလှုပ်ရှားတာကို ပြောလို့အန်ယူဂျီကလည်းလှုပ်ရှားတယ်ပြည်သူတွေကိုတုံးချတယ်ဘွားတော့ချိန်နဲ့နေသေးတယ်များများလေးချိန်ပြီးပါကျွန်တော်စနေပါဆွေးသတင်းလေးဆက်ပြီးနားတော့ကြောက်ပါပြီပြီးတော့နောက်ထပ်ပြစ်စင်တစ်ခုကကြတော့ကြောက်ဆယ်မှာဖြစ်သွားတဲ့ဖြစ်စင်လေးဖြစ်ပါရဲ့ရှင့်အဲ့ဒါပါလဲဆိုတော့ဒီကြောက်ဆယ်ကနေပြီးတော့အဖွဲတစ်ခုပေါ့နော်ပီတီရအဖွဲတစ်ခုရှင့်အဲ့ဒီအဖွဲကနေပြီးတော့အန်ယူဂျီကနေပြီးတော့နှုတ်ထွက်တယ်တဲ့နှုတ်ထွက်တယ်ဆိုတာလေးပေါ့နော်အိတ်စာလေးဆိုတော့ပြသပါမယ်ရှင့်အဲ့မှာရေးထားတာကတော့ဒီအထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့28ရက်နေ့လ 2023ရက်နေ့မှာတဲ့ဒီအန်ယူဂျီပေါ့နော်ကာကွယ်ဝင်ကြီးဌာနအနေနဲ့တရင်ကုတ်မှတ် P1402 နဲ့တဲ့ကြောက်ဆယ်ခရိုင်အမှတ်နဲ့တရင်အဖြစ်အတည်ပြုဖွဲ့စည်းပေးခဲ့တဲ့အဖွဲ့အားဆိုရင်တဲ့ဒီလောက်အောင်မှာတာဝန်ထမ်းဆောင်ဖို့အတွက်ဆန္ဒမရှိတော့တဲ့နှုတ်ထွက်ပါမယ်ဆိုပြီးတော့တင်ပြပါတယ်ဆိုပြီးတော့ရေးထားပါအရှင်းဒီတော့ဒီသတင်းကတော့ဒါ PDF တွေကအန်ယူဂျီအဖွဲ့အနေနဲ့နှုတ်ထွက်သွားတာပေါ့နော်ဒါရိုးရှင်းတယ်လို့ပဲဒါပေမဲ့မရိုးရှင်းတာတခုကနောက်ထပ်ကြားတယ်နောက်ဆက်တွဲသတင်းရှင်းအဲ့ဒါပါပဲဆိုတော့သူတို့ဟာဆိုရင်ဒီ PDF အဖွဲ့အနေနဲ့ပြီးတော့ပေါ့နော် ဒီလိုတောက်ထွက်ပြီးရဲ့နောက်မှာဆိုရင်တိုင်းသားလက်နက်ကန်အဖွဲ့တစ်ခုစီမှာသွားပြီးတော့ပူးပေါင်းမယ်ဆိုပြီးတော့ပြောဆိုထားတာပေါ့နော်ဒီတော့အခြေအနေတွေကအဲ့ဒါနဲ့ရှုပ်ထွေးမှုတွေရှိရဲ့ရှင်ဒီလား PDF တွေက PDF ကလည်းနှုတ်ထွက်ပြီးတော့မြမတက်လို့စေအလဲဝင်လာလည်းမဟုတ်ဘူးတာမန်ပြည်သူတွေနဲ့နေသွားလည်းမဟုတ်ဘူးနောက်ထပ်လက်နက်ကန်အဖွဲ့စီတစ်ခုစီကိုအင်အားသွားပေါင်းတာအဲ့ဒါနဲ့လည်းဆက်ရှုပ်တယ်ตัวนี้อะกูမြန်မာနိုင်ငံခြေနေအဲ့လိုဖြစ်နေ PDF တွေအဖြစ်ပြီးတော့သူကသူဝါစီယိုဖြစ်တယ်လို့တလုံးချင်းတော့ကြာလာပြီဒါပေမဲ့အဲ့ဒီကြာတဲ့ဝါတွေမှာကအပြစ်မရှိတဲ့ PDF တွေကတက်မလို့စီမှာအလင်းဝင်တယ် ြစ်ရှိရတယ်လူသက်ထားရတယ်ပေါ့နော်ပေါက်ပြတ်လုထားရတယ်ကြောတိုင်းသလက်နဲ့ကန်ဒီမှာတော့ပေါင်းတယ်ဇလန်းအဲ့လိုဖြစ်နေရရှင်ဝါစီယိုဖြီးပြီးတော့လောက်ရောက်ချင်တဲ့အရာရောက်နေတာပေါ့နော်ဒီတော့ကျမတို့အနေနဲ့အခုမြင်ရတဲ့နိုင်ငံရေးခင်းကျင်းလေးကိုကြည့်ရခါကြတော့အန်ယူဂျီကလည်းရှင်းပြောရင်ဒီဘက်ကိုခေါင်းလေးတိုးပြီးပြန်ဝင်ချင်နေပြီဘာကြောင့်လဲဆိုတော့အခုတို့ကပထွေးဆိုးတာသိနေပြီလေဒီလားဖအေယိုတာတို့ကရင်ဝါစုံကံပြီးနိုင်ငံခြားထွက်ပြေးတာအခုဟိုမှာအမေရိကန်မှာတက်လာတဲ့ပထွေးရဖအေထက်တော်ဆိုးသေးရအကုန်လုံးမောင်းထုတ်တော့မယ်ဆိုတဲ့ခါကြတော့တို့ကလည်းအင်ဂျီရာမဲ့ဖြစ်တော်မယ်အခြေအနေတစ်ခုမှာ နိုင်ငံရေးသမားတွေရဲ့နိုင်ငံရေးစားဖားတွေရဲ့လူပေါင်းဝတက်တဲ့အကျင့်နဲ့အညီအဲ့တော့ဒီဘက်ကိုခေါင်းလေးတိုးပြီးပြန်ဝင်ခြင်းနေရရှင့်ဒီတော့ဒီဘက်ကရောမလုပ်မှလဲဆိုတာကျွန်မတို့ကလေ့လာစောင့်ကြည့်ရမယ့်အပိုင်းလေးရှိလာပြီရှင့်အခုဆိုရင်အသေးအံတိုက်ယူခဲ့ရတဲ့လားရှိုကလည်းပြန်ပေးလိုက်ရပြီပေါ့နော်တက်မလို့လက်ထက်ပြန်ရောက်သွားပြီပြည်သူတွေဆိုစေကမှပြန်ရောက်သွားတာရောက်သွားတာပဲလေဒီလားဘလို့ပဲတရုတ်နဲ့ညှိတယ်ပြောပြောတရုတ်ကဟိုကလုပ်တယ်ပြောပြောစိုက်တလို့အကြောင်းပြချက်ပြီးလားရှိုတိမြန်မာတက်မလို့လက်ထက်ပြန်ရောက်သွားတယ်ဆိုတာအဖြေပဲရလက်ပဲရလက်ပဲဒီလားအဲ့တော့ ဇလန်းနေရလို့ဖြစ်တဲ့ခါကျတော့တဖြည်းဖြည်းတော့သူကပွဲပြက်လာပြီပေါ့အရှင်းပြောမယ်ဇကောင်းပွဲတာပေါ့ဇကောင်းပွဲလာတဲ့ခါကျတော့ဟုတ်ပြီဒီဘက်ကလူကမလုပ်မှလဲဆိုရင်ကိစ္စကကျမတို့ကဝိုင်းဝန်းစဉ်းစားမယ်ကိစ္စဖြစ်သွားပြီရှင်ကျမတို့အနေနဲ့ကတော့နိုင်ငံတော်ကခါကျရင်အဲ့လိုမျိုးထိုးဖောက်ပြီးတော့စဉ်းစားတတ်တော်လေးတဲ့အဲ့လိုမျိုးပေါ့နော်အဲ့ထိုးဖောက်ပြီးစဉ်းစားတဲ့ကိစ္စလေးတွေမှာထည့်သွင်းစဉ်းစားကြအချက်လေးကိုကျမအကြံပြုတင်ဆက်ချင်ပါတယ်အဲ့ပါလဲဆိုတော့ PDF တွေဒီအခုချိန်မှာဝါစီယိုပြည်တစ်ခုတစ်ခုစီဖြစ်သွားပြီးရဲ့အခါမှာနောက်ဆိုရင် BDF ကဟာ ဓမြအဖွဲ့တာတာတွေပဲကြံတော့မှာတဖြည်းဖြည်းလုံးပါပါပြီးရဲ့ခါမှာပေါ့နော်ဓမြအဖွဲ့ပဲဖြစ်သွားမှာအန်ယူဂျီကလူတွေဟာဆိုရင်လည်းတချို့တချို့သောသူတွေပြည်တွင်းမှာပြန်မြင်ရလိမ့်မယ်မိဘပြည်သူတို့ဒီကတခါရဲ့ကျွန်မပြောပြလိုက်မယ်တချို့လူတွေပြန်မြင်ရလိမ့်မယ်အခုချိန်မှာနိုင်ငံခြားကနေပြီးတော့ရဲရဲတောက်မလေးတမစစ်အာနာရှင်အလိုမရှိတော့နော်စစ်ကောင်စီတို့ဘာလို့ဆိုပြီးတော့ရဲရဲတောက်ပြောခဲ့တဲ့သူတွေမှတ်တမ်းတွေယူထားကြမကြခင်ပြည်တွင်းမှာပြန်မြင်ရမှာတို့ပြန်မြင်ရမှာသူကခေါင်းလေးတိုးပြီးတော့သူတို့မျိုးလေးပြန်ဝင်လာကြမှာရှင်လဲကိုရှင်ဘက်ကိုလာပြီးတိုးဝေပြီးတော့လေဒီက ကျွဲမဲရာကိုစားတစ်ပင်ဝှေ့နေသလိုပဲအဲ့လိုဝှေ့ပြီးတော့ပြန်ဝင်လာမှာမထော်မနှမ်းရင်းနဲ့ပေါ့နော်အဲ့လိုချွဲနယ်ပြန်ဝင်လာကြမှာဆိုတော့လေညင်ရအောင်ပါမိဘပြည်သူတို့သိလားစုံချုံသွားတဲ့အသက်တွေပဲကျွန်မကြားရရအားနာတယ်နိုင်ငံရေးသမားတွေစားဒီလိုပဲရှင့်သိလားနိုင်ငံရေးကဒါပဲဘလောက်ပဲစစ်ပွဲတွေတိုင်တာနောက်ဆုံးဖောင်တိန်ထိတ်ပြီးမှာပဲတချို့သဘောတူညီချက်တည်းပြီးဆုံးလာတာရှင့်ဘာကြောင့်အသက်တွေသိခံခဲ့ကြတာလဲလို့မေးမယ်ဆိုရင်ချင်ချင်ဖြေတတ်ကြမှာမဟုတ်ဘူးညင်ရအောင်လေအဲ့ကိစ္စရညင်ရအောင်တဲ့ကိစ္စပေါ့နော်ဒီတော့ ပြည်တရက်ကိုဘလို့ဆုံးတက်မလဲဆိုတာကတော့မြမတက်မတော်နဲ့နိုင်ငံတော်မှာတာဝန်ရှိတဲ့အစိုးရတွေနဲ့စဉ်းစားမယ်ကိစ္စကဒီတိုင်းမှလွှတ်ထားမှာရှင်။ဒါကြောင့်ကျွန်မဒီလိုမျိုးပေါ့နော်ပြောရတာလဲဆိုရင်ကျွန်မမီဒီယာသမားတောင်ပြနေတဲ့ဘာကြောင့်ဒီလိုရဲရဲတင့်တင့်ဒီစကားကိုပြောရတာလဲဆိုရင်ကျွန်မနိုင်ငံအခြေအနေလေးကိုပြန်လဲထောက်ရှုပြီးတော့ကျွန်မပြောတာပါရှင်။ဒါကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာကလက်လက်ကင်ပြီးတော့လုပ်ကြတယ်အကျန်းဖတ်ကြတယ်ရှင်သိလား။အကျန်းဖတ်ကြတယ်မြမတက်မတော်မှာဆိုရင်တက်မတော်တက်မတော်သားမိသားစုတချို့ဆိုဒီအကျန်းဖတ်မှုတန်းကိုဟုတ်ခစ်တရားကလေးကခံခဲ့ရပြီလို့အခုလည်းခံနေရစေပဲ။ ပြည်သူတွေလည်းခံနေရတယ်အဲ့ဒီတရားမျှတမှုတွေကပြည်သူတွေစီကိုဘာမှရောက်မလာဘဲနဲ့အဲ့ဒီအကြမ်းဖက်ခဲ့ကြတဲ့လက်နက်ကန်အဖွဲ့အစည်းတွေကပဲတရားဝင်ဖြစ်ကုန်ကြတယ်လို့ဖြစ်နေရရှင်အဲ့ဒါဘာကြောင့်လဲဆိုရင်ငြိမ်းချမ်းရေးစပွဲဝိုင်းပေါ်မှာခေါ်လိုက်တဲ့အတွက်အခုဆို PDF နော်ဓမြအဖွဲ့သားသားအကြမ်းဖက်ဖွဲ့ဖြစ်နေရဲ့ PDF ကိုအကြမ်းဖက်အဖွဲ့ပဲရှိနေတဲ့အတိုင်းကိုငြိမ်းချမ်းရေးစပွဲပေါ်မှာခေါ်လိုက်နဲ့နော်ခေါ်လိုက်မယ်ဆိုရင်ဒီကောင်တွေတရားဝင်ဖြစ်သွားမှာတိလာသူတို့ကသူတို့ဆိုခွေးဖြစ်တော့မှာအဲ့ခွေးဖြစ်မှဟောအမိလေးသွားဆွဲပြီးစပွဲပေါ်တန်လာလို့ရှင်အဲ့ဒါသူတို့ကခေါင်းပေါင်းနဲ့ တိုက်ပုံနဲ့ဝင်ထိုင်မှာအဲ့ခွေးရသိလားကျမဒီစကားအောင်ဒါရင်းရင်တည်တုံးနေပဲထားတုံးလိုက်ပြီရှင်ဘာကြောင့်လဲဆိုတော့သုံးတင့်သုံးထိုက်တဲ့အတွက်သုံးတာပါအဲ့ခွေးတွေအမိဆွဲပြီးတော့ဇပွဲဝါပေါ်မှာထိုင်ခိုင်းမှနေလို့ပဲကျမမိဘပြည်သူများကိုယ်စားမြစ်တာအခန့်ကျမရှင်သိလားအကြမ်းဖက်မှုတွေလှုပ်လက်လက်တွေကင်ဇပွဲဝါပေါ်တတ်တဲ့အချိန်ကျတော့တရားဝင်ဖွဲ့စည်းရလို့လို့ဘာလို့လို့လောက်ကြရတယ်ပြီးရခါကျတော့တို့ရတို့စင်းရင်းတွေယာတုတွေပေးထားကြတယ်ဘိုးချုပ်တို့ဘိုးကြီးတို့မယ်ခတ်တီတီနဲ့မြမတက်မလို့နဲ့တို့ကယာတုအပြိုင်ပေးတာနော်တို့မှလည်းဘူကြီးရေဘူမှုရေတက်မှမှုရေယာတုရေရှိရဲ့ရှင့်ခတ်တီတီနဲ့ သဘုံအဖွဲ့တွေကတိလားပြည်သူတွေစီကနေစက်ကြီးကောက်ပြီးတော့ပြည်သူတွေအကြမ်းဖက်ထားတဲ့ကောင်တွေကသူတို့ကသူတို့ဘိုလ်ကြီးတို့ဘိုလ်မှုတို့တက်မမှုတို့ဘိုလ်ချုပ်တို့ပေးထားကြရတယ်ရှင့်အဲ့လိုကောင်တွေကပြီးလဲပြီးတော့ဘာဖြစ်လဲသူတို့မိသားစုတွေကချမ်းသာကြွယ်ဝပြီးတော့ဘုံတိတ်ခါကြီးရှိကြပြီးတော့ခစ်တစ်ခုပြောင်းတဲ့အချိန်လဲကြောင်းအင်အားစုစည်းပြီးတဲ့အခါကျတော့နိုင်ငံကိုပြင်ပြီးဒုက္ခပေးပြန်ရောသူတို့တွေဒီငင်းချင်းစပွဲဝိုင်းပေါ်ရောက်သွားတဲ့အတွက်သူတို့ကဘယ်တော့မှမပပျောက်သွားတော့ဘူးလေထာဝရတည်ရှိသွားရောလေအဲ့လိုဖြစ်မသွားဘူးလားရှင့်ဒါကျမငင်းချမ်းရေးစပွဲဝိုင်းကိုအပြစ်တင်တာမဟုတ်ကဲ့ရတာမဟုတ်ဘူးနော် ငိမ့်ချရေးကကောင်းတယ်လောက်ရမယ်ဒါပေမဲ့ငိမ့်ချရေးစပွိုင်းဝိုင်းပေါ်မှာအကြမ်းဖက်သမားတွေကဆွဲခေါ်လိုက်မယ်ဆိုရင်ဒီကောင်တွေတရားဝင်လိုပါလို့ဖြစ်သွားမှာလေအဲ့ဒီကကြာငိမ့်ချရေးစပွိုင်းဝိုင်းမှာရှိနေတဲ့တိတ်ခါရှိရလက်နက်ကန်အဖွဲ့စည်းတွေတိတ်ခါမကြအောင်လားရှင်စဉ်းစားကြည့်ပါလူတွေစီယုံနေကြတယ်လူတွေဆွေးနွေးနေကြတယ်စပွိုင်းဝိုင်းမှာခွေးတကောင်တက်ထိုင်လို့ရှင်အဲ့ဒီလူတွေတိတ်ခါကြတယ်မကြအောင်လားအဲ့လိုမျိုးပဲရှင်အကြမ်းဖက်သမားတွေငိမ့်ချရေးစပွိုင်းဝိုင်းမှာခေါ်လိုက်မယ်ဆိုရင်အဲ့ဒါအဲ့ဒီငိမ့်ချရေးစပွိုင်းဝိုင်းမှာရှိရအဖွဲ့စည်းအားလုံးတိတ်ခါကြတာပဲရှင်ကျွန်မအဲ့လိုပဲမြင်တယ် ကျမရဲ့ user ချက်ကိုကြိုက်ချင်ကြိုက်မယ်တိုက်ချင်မှလည်းကြိုက်မယ်ဒါပေမဲ့ကျမအဲ့လိုပဲမြင်နေရှင်ကျမမြင်နေတဲ့အချိန်ကျမပြောပြတာကျမနိုင်ငံလိုဖြစ်နေရှင်သိလားလက်နက်ကင်ပြီးတော့နိုင်ငံကိုဒုက္ခပေးရဆုံးအမြင့်ထက်တာချိန်မုံပေးဒီခေါင်းစဉ်နဲ့ဒီလက်နက်ကင်မြန်မာနိုင်ငံမှာဘယ်တော့မှမရှိခဲ့တဲ့လိုမျိုးကိုနှမ်းနှိမ်ပလိုက်နှိမ်ချပလိုက်တခါလေအမြင့်ဖြတ်ပလိုက်ပြီးသွားပြီဒါစင်သိလားအဲ့လိုမနှိမ်ခဲ့ကြပဲနဲ့အဖွဲရတိုးလာတိုးလာတဲ့အဖွဲတွေကငင်းငယ်စပွဲဝိုင်းမှာခေါ်လာဒီအဖွဲတွေကတရားဝင်လို့လို့အတီလို့လို့ မသိရင်တို့ကလည်းဒီအဖွဲစည်းကရှေ့တင်ရှိထိုက်တဲ့အဖွဲလို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 တွေနဲ့ဘာလိုလိုညာလိုလိုတွေနဲ့အဲ့ဒီအဖွဲတွေကထာဝရတည်တန့်တယ်မြန်မာနိုင်ငံမှာလက်နက်ကန်အဖွဲတွေကခစ်တစ်ခုရလို့ရှိရင်တစ်ခုတစ်ခုပွားလာတယ်အခု PDF ကိုညဉ့်ဆိုင်ဇပွဲဝိုင်းပေါ်မှာခေါ်မယ်လို့စဉ်းစားလိုက်မယ်ဆိုရင်ထဲသွင်းစဉ်းစားမှအချက်အများကြီးနော်သိလားပြည်သူတွေရဲ့ဒေါသပြည်သူတွေရဲ့စိတ်မကောင်းဖြစ်မှုတွေပြည်သူတွေရဲ့အမုန်းတရားတွေကခံရမှာနော်သိလားဒါကြောင့်ညဉ့်ဆိုင်ဇပွဲဝိုင်းပေါ်မှာလုံးဝမခေါ်ပါနဲ့လို့ဒါကျွန်မအနေနဲ့ တထစ်ချတာမိဘပြည်သူများကိုစားတိုက်တွန်းခြင်းပါရှင်အကျန်းဖတ်ကိုအကျန်းဖတ်ခဲ့သူသာနှိမ်နှင်းပေးပါအကျန်းဖတ်လုတ်တဲ့အဖွဲ့စည်းတွေလည်းဖြုတ်ချတဲ့ဖြုတ်ချပေးပါရှင်ငင်းကြံစပွားပွားကိုပြင်မခေါ်ပါနဲ့တော့အဲ့လိုဒီရက်ဆက်ရုံမှနေကြတာထိုက်တယ်လို့လားရှင်ငင်းကြံရင်းနဲ့မထိုက်တယ်မဟုတ်ပြည်သူတွေလက်ခံနိုင်တော့ရှင်ဒီလားဒီဘွက်တွေဆက်ပြီးတက်ဆိုးရှိနေနောက်ထပ်ခစ်တစ်ခုရအောင်လဲကျမတို့ကြီးလန့်စာစားနေအောင်မှာဘာမှမထူးအဲ့ဒီအဖွဲ့ကိုမြန်မာနိုင်ငံကနေအပိသာဖြောက်လိုက်တော့အားလုံးလက်နဲ့ဆွန့်ဆိုမဆွန့်မင်းတို့အကုန်မျိုးပြုတ်ပြီးသားမှတ်တော့ပြီးပြီဇလန်းဒါဆိုဆက်လက်ဆက်ဖြစ်ကြမလို့တော့ တကယ်ဆိုနိုင်ငံတစ်ခုမှာတရားဝင် လက်နက်အကင်ဖွဲ့စီရတစ်ခုပဲရှိရမှာဘယ်နိုင်ငံမှမဆိုကြည့်လိုက်တစ်ခုပဲရှိရနှစ်ခုရှိရင်တော့ပြဿနာတော်တော်ကြီးနေရမြန်မာနိုင်ငံမှာလက်နက်ကင်ဖွဲ့စီအများကြီးဒီအထောက်အထွေးယူဘလို့ရှင်းပါလဲရှင်ဘလို့ပဲငိမ့်ငိမ့်စပွဲဝိုင်းမှာခေါ်ဆောင်ပါစေတကောင်းထဖောက်လို့ရှင်ဂျန်နက်ကောင်ကဖောက်ပြန်ရောဘာမှလည်းမထူးအကုန်အဆအပြန်ဆနေရကျမတို့ကအင်္ဂလိပ်ဆောက်လိုက်ပြန်ခဏလေးပြိုသွားပြန်အင်္ဂလိပ်ဆောက်လိုက်ပြန်ခဏလေးပြိုသွားပြန်လေမြန်မာနိုင်ငံဘယ်တော့တိုးတက်မှာလဲရှင် ဒီတော့တတိရှိရှိသားလူမိုက်လုတ်လိုက်ကြပါလို့ပြောကြမှာလေလူချမ်းသာလုတ်လိုက်ကြပါလို့ရှင့်လူရောက်မှာမလုတ်ကြပါနဲ့တော့နော်သိလားအဲ့နိုင်ငံတော်ရုပ်မာနေရတဲ့တူလေရှင့်နိုင်ငံတော်ရုပ်မာနေရတဲ့တူလေဒီတော့မရုပ်မာကြပါနဲ့တော့နိုင်ငံတော်ပေါ်မှာလေလူချမ်းတွေသာလုတ်လိုက်ကြရရှင့်လူမိုက်တွေသာလုတ်လိုက်ကြတော့ဟုတ်တယ်ငါခင်မှာငါမိုက်တယ်ငါလူမိုက်ဒါမဲ့ငါခင်မှာငါရဲ့နိုင်ငံတော်ဒီအေဂျင်သွားခဲ့တယ်နောက်ဘယ်သူမှကောင်းမထောင်ရဲတော့ဘူးဆိုရင်ကျမတို့အဲ့လူမိုက်ကိုနေ့စဉ်နေ့တိုင်းတစ်နေ့ဦးသုံးရင်ချပြီးရှစ်ခိုးကြတော့မယ်ရှင့်ဒါကျမရေးရတဲ့တင်မဲ့ပြောတာ ဖြစ်တင်တယ်လေဒါဖြစ်တင်တယ်လေဟုတ်တယ်မလားဒီတော့ကျမဒီနေ့တရင်တန်ဆက်မွားတော့ဒေါသတွေမာမာနာတွေနဲ့နည်းနည်းဟိုဥစားတွေပါနေရဲ့ရှင်အဲ့ဒီတော့တိခတ်မိပါနော်ပုံမှန်နဲ့တော့မတူဘူးလို့ဖြစ်နေမှာရှင်ပြောတင်ပြောထားလို့ပြောတာဖြစ်ပါတယ်ကျမရင်းနှီးမှာအများကြီးသိမ်းထားတယ်ဒီလူတွေရဲ့စကားတွေအများကြီးကျမသိမ်းထားတယ်အဲ့ဒါကြီးအားလုံးစုပေါင်းပြီးဖွင့်ထုတ်တယ်လို့တော့ကျမသတ်မှတ်ပေးပါနော်ဒီတော့ဒီနောက်ဆုံးတရင်တန်ဆက်ချက်လေးကတော့ PDF တွေငယ်ငယ်စွဲပါမလို့မခေါ်ပါနဲ့ရှင်ခေါ်မယ်ဆိုရင်ကျမတို့မိဘပြည်သူတွေအားလုံးရဲ့အသက်အဝင်စီးစိမ်တွေကအယိုးတော်မှလည်းမယ်နော်ဒါလေးကိုကျမပြောပြချင်ပါတယ်ဒါတရင်သုံးသက်ချက်လေးနဲ့ကျမပြောပြရဖြစ်ပါရှင့် ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှတလောင်းနဲ့ရှင်းပြပါရစေ